ားလုံးပဲမြင်တာပါအခုတစ်ခါပေါ့နော်ခုတစ်ခါကလည်းစာပိုက်ကလေးကျန်နေသေးရပေါ့နော်ဆိုတော့ဆိုရင်အဲ့ဒီအကြောင်းအရာတွေကပါရဲ့ခေါင်းစဉ်ကိုထပ်ပြီးတော့ဖတ်ပြပါမယ်လာရောင်နှင်းမြူနဲ့ဘူတာအိုတနင်္ဂနွေကောင်းစဉ်လေးဖြစ်ပါတယ်ဆိုတော့ဒီစာအုပ်ကိုမစတင်ခင်ကပြောထားတယ်လို့ပဲဒီစာအုပ်ကကချင်ပြည်နယ်ရဲ့ အကြောင်းအရာဒေတာတွေအများကြီးပါတဲ့ဖြစ်တဲ့အတွက်ဒီမှာဆိုင်ဘူတော်ဝရဲ့အကြောင်းတွေပါလာပြီးဖြစ်ပါတယ်ဆိုတော့နားဆင်ကြည့်ကြအောင်ပါဆရာကလည်းအစစ်ကြီးရေးမနေပါနဲ့ဘူတော်အကြောင်းလည်းရေးပါဦးကောင်းကထုံကုန်းကိုတက်လာတော့ ုံကားကြီးကမြို့မှစီမှာထိုးရက်သွားချိန်ဘိုကန်နဲ့အောင်အောင်ဆွေတို့တတိုက်ဗျူဟာကောက်ကွင်းသို့မျက်နှာကျော်တင်းတင်းနဲ့ထွက်သွားခဲ့ချိန်ခဲစုကိုလက်ဖက်ရည်တိုင်းရှိကဆယ်တော်ပင်ကလေးတွေလှုပ်လီလှုပ်လဲပြင်းထွက်စာငိုက်မိနေကြချိန်ပူတော်စန်တီတော့တခုမှဒေါ်မိုးတနာထီပြောခဲ့ဖို့ဒီကိုမကြမကြအမှက်ရနေမိပါသည်ပူတော်မှာလဲစန်တီတော့ရှိတယ်ပူတော်ပထမနေ့ရက်များတော့က ကောက်တောင်တောင်နဲ့ကြောင်းစီစီနိုင်လာသည်ပြည်မရန်ကုန်တို့ပြောင်းခဲ့စဉ်ရေထဲကငါးကိုကုန်းမော်ပစ်တင်လိုက်သလိုဖြက်ဖြက်လူပါပဲဗျာဟုညီးတွားမိခဲ့သောကျွန်တော်သည်ရန်ကုန်မှဘူတော်တို့ပြောင်းခဲ့ရသောအခါရေထဲကငါးကိုလေထဲပြန်ခိုင်းခံရသလိုပါပဲဟုညီးတွားရတော့မတတ်ဖြစ်ခဲ့ပါသည်ကျွန်တော်လည်းမြို့လေကောင်ကြီးကနေပြောင်းလာတာပါဗျာဟုနောက်အခါ ခင်မင်ငင်ရတော့ဘိုးထိန်ကဘက်ဆက်ကြီးတလုံးနဲ့အုံငူတော့မလို့ပြောတာကိုကြားရတော့မှငါတယောက်တည်းမဟုတ်ဘူးပဲဆိုတာကိုဖြေလာလာပါတယ်။လမ်းပေါ်မှာလူတွေကားတွေရှင်းလင်းနေသည်။ရေခဲလီကချမ်းစိန်တော့ကြောင်လာမသည့်ပူတော်ကရဝံတွေရှမ်းတွေလမ်းမတလာပဲအခန်းအောင်းနေကြတာများသည်။ပြင်းတွဲတွဲနဲ့ပါလာသည့်စောင်းတွေထုတ်ဖက်ပြီဆိုတော့လေအရေးထဲမှာ15မိနစ်တက်ပိုးမနေနိုင် ရိုးကောင်းနေအေးကြလာသည် ရုံးကတပည့်တွေစုလုံနေသည့်မိဖို့အနာသွားနေတော့လေသူတို့ကစကားနယ်လုံးသည်အမှုအမှုရာကလည်းစိန်တင်တင်ရွံ့တွန်တွန်နဲ့ပြီးတော့သူတို့စကားကိုနားလည်အောင်မနေအားဆက်ရသည်သုံးလေးခွန်းလောက်မိမှတခွန်းလောက်ဖြေပေါ်ရသည်မတတ်တန်နွမ်တန်တွေတော်တော်များသည်ပြတိချအုပ်ချုပ်ရေးအရာရှိဂျီဒီယိုဘာနက်စ်ကတော့ ရဝံအတန်ထွက်ကမြန်မာနဲ့အတော်နစ်ဆက်တယ်ဟုဆိုသည်ကျွန်တော်ကြားနေရတာကတော့မြန်မာစကားကိုအင်္ဂလိပ်အတန်ထွက်နဲ့ပြောနေတယ်လို့မျိုးဖြစ်သည်ဒီမှာကဘယ်တော့လို့ပယ်လာရမည်မသိသည်စိမ့်ဆက်မှုကတော်တော်အခံရခက်သည်ရောက်စားကရောက်ခါစားတညတော့ကတက်တာအင်္ဂလီရဲ့ကိုင်းမြအောင်အေးခဲလာသည်နဲ့ည၈နာရီလောက်မှလမ်းထွက်လျှောက်ပြသည်လမ်းပေါ်မှာလူမပြောနဲ့ခွေးတောင်တကောင်တမီးမှမတွေ့ဇရက်အိုဟောင်းကြီးလို့တိတ်ဆိတ်တိုးတိတ်ငြိမ်သက်နေတော့ ီပင်စည်းအဆောက်အုံကိုတပတ်ပတ်ပြီးပြန်ဆက်စားကြည့်တဲ့ရှိမှပြန်အခွတ်တွင်လရောင်ဝွားတဲ့လူလူလူအရေးတစ်ခုကိုရိတ်ခနဲမြင်လိုက်၍ထိတ်ခနဲဖြစ်သွားသည်။ မင်းမတွေကြမှာမြင်ရတော့အရာကိုလူဟုဆိုရအောင်ကလည်းခုညက်သေးခွေးလုံးနေသည်ဆရာကြီးမှုတမေဤမှတ်တမ်းလေးကထယုံလူမျိုးဆိုတာနာမသိတူလျှောက်လာပေါ်ကခက်ရဲရဲပြီးတော့အဆောင်လဲခြုံလာသေးသည်အရက်က၃မိကျော်၄ပင်နီးပါးခန့်ရှိသည်ကျွန်တော်လမ်းညာဘက်သို့ကပ်လိုက်သည် သူကလည်းကျွန်တော်ရှောက်တီဘက်လိုက်ကပ်သည်ကျွန်တော်ဘယ်ဘက်ကပ်ပြန်တော့လဲသူကလိုက်ကပ်ပြန်သည်တဖြည်းဖြည်းနီးတဲ့နီးလာပြီးရင်ထဲဒိန်းကနေခုံသွားသည်အနှွေးအင်ကြီးနဲ့နှိုက်ထားတော့လက်ကိုအပြင်သို့ထုတ်၍အစ်စ်ပြင်ထားလိုက်သည်သူကနီးလာပြီးတစင်ပင်စားလာဟုတွေးလိုက်မိသည်သည်လက်တကန်းအလိုမှာသူ့လက်ကရှေ့ဘက်သို့ဆန့်ထွက်လာသည်မျက်နှာချင်းဆိုင်တိုးတိုက်လူနီနီတွင်ရုတ်တရက်သူကကျွန်တော်လက်မောင်းနှစ်ဘက်ကိုဖမ်းဆုပ်လိုက်သည် မကြောက်ပါနဲ့ဟဲဟဲထောင်ကနေရိုးရအရက်နဲ့နဲ့အတူတဲခွဲသော အတန်ကြောင့်ရင်းနေလွေးထွားသည်အာရမ်နဲ့စီမံကိန်းရုံးမှညဆောင်ကလေးဖြစ်သည်တူတီဖူတာအုံမှကျွန်တော်ဤပထမဆုံးအတိအကျွမ်းလေးဖြစ်ခဲ့လေသည်လာဝကမူပူထိန်ခရိုင်စရင်စစ်အရာရှိဥတင်ွယ်တို့နှင့်တီကျွမ်းရင်းနှီးခဲ့ပြီးမှဂျူဟာအစည်းအဝေးတစ်ခုမှဆောင်ရသောခရိုင်ဆရာဝန်ကြီးနှင့်တီကျွမ်းခင်မင်ရခြင်းဖြစ်သည် ထိုနေ့ကကျွန်တော်ဒီပြင်းလျင်မဖို့စောက်အုပ်တအုပ်ဆွဲသွားခဲ့သည်တိုက်ဆိုးစာတို့နဲ့နဲ့မန္တလေးဝင်တုန်းကဥတ္တရလင်းပြင်ကိုတန်းထီးထံမှဆွဲခဲ့ခြင်းဖြစ်သည်ဆရာဝန်ကြီးကထိုစာအုပ်ကိုနှားသွားသည်နှစ်ရက်လောက်ကြာတော့ဆရာအိုင်အေကိုခဏကြွခဲ့ပါလားဟုဖုန်းလန်းဆက်သည်ရေခဲမိုးတွေတွတ်တွတ်တဲဆွေရွာသည့်ထိုနေ့လေခင်း၌ဆရာဝန်ကြီးအိမ်တွင်အသင့်မြင်သာသောထမင်းဝမ်းကြီးသဝမ်းကိုဘွားကနေတွေ့လိုက်ရသည် ဆရာဆန်းတော်ကျမတို့ကဆရာစာတွေဖတ်ပြီးတမျိုးမျိုးမှာစုံမဲထင်ထားပြီးသားစုံရမယ့်မျိုးကဦးတော်အိုလို့သာမထင်ခဲ့တာအာရန်တို့နဲ့ဦးညက်သေးကွေလာတော်ဆရာဝန်ကြီးကတော်ကပြောတော့ကျွန်တော်မျိုးချလိုက်တော့ထမင်းလုံးမှာနင်းသွားခဲ့သည်ဘလို့များသိလိုက်ပါလေဟုတွေးလိုက်မိသည်နောက်မှတိုက်စိုးစာတို့နဲ့နဲ့စာအုပ်တွင်ကျွန်တော်၏ကလောင်နေမျိုးကိုလက်မှတ်ထိုးလာတာကိုသတိရလိုက်သည် ဒေါက်တာဥကြည်လွင်ကအငိမ့်ဒုံမိုးတနာထီကအတွက်မဟာဝိဇ္ဇာအောင်ထားသည့်ကဗျာဆရာမတို့ဦးလည်းဖြစ်သည်ဆရာဝန်ကြီးကအကြောင်းအရာတစ်ခုကိုစယုံမဲစားလိုက်ပြီးနောက်မိုးလီလိုက်လီဟုဆိုကဒုံမိုးတနာထီကို အလံကိုင်းလက်လွဲသလိုလွှဲပြောင်းပေးတတ်သည်ဒုံမိုးတနာထီကလည်းပိုင်ပိုင်နေနေဆက်၍တည်ဆောင်သွားနိုင်သည်ဆယ်ရင်းစစ်ကြီး၏အသေးရောမှာအကြောင်းဖြစ်ခြင်းဖြစ်မည်မြောင်များလက်စွာသောပူတော်မိုးချိုးများနှင့်ကနသပင်အကြောင်း ဖြစ်ခြင်းဖြစ်မည်ကျွန်တော်၏ရင်းမြစ်ရာအစည်းလေးတွေအကြောင်းဖြစ်ခြင်းဖြစ်မည်တပတ်တခါခန်းစုကိုမှစုံကြရအောင်လေးဆရာဟုဒေါ်မိုးတနာထေးကပဲအစတင်အစုပြုခဲ့ခြင်းဖြစ်သည်တို့ဖြင့်ဘုဒ္ဓအိုစံသေးတော့ဖြစ်ပေါ်လာခဲ့ပါသည်ပြောင်းလာရမယ်ဆိုကြဲကဥရာကိုအကြောင်းရှာဖက်လိုက်တာဆရာရဲ့ဂျူးရဲ့ ခြေစဉ်တရာစာအုပ်တော့ပဲရှာလို့ရတယ်။အဲ့ဒီအထဲမှာပလာတာစားရတယ်ဆိုတော့ပါတော့ပလာတာရှိရင်မစိုးသေးဘူးဆိုပြီးကျမတို့ဝန်တာလိုက်ရတာ။သူတို့နဲ့စားရင်ကျွန်တော်ကအခွင့်အရေးပိုရခဲ့လေသလားမသိ။ပြောင်းမရပြီဆိုကလေးကမဟေတီမဂဇင်းတိုက်ရှိဆိုင်းဆရာကြီးမူးတမိန်ထံသွားလဲပူတော်ဝတ်တန်းတွေကိုခွင့်တောင်းပူယူသွားခဲ့သည်။ဒီတုန်းကခါကဘိုခရီးတဲ့စာအုပ်ပုံနှိပ်မပြီးသေးပြီးတော့ကိုစိုးမြင့်သိန်းကိုတင်မြင့်တို့ခြေသူဖြင့် သင်္ကန်းနရီမြန်ပြည်မြောက်ဖြားသို့စအုပ်နှအုပ်တွင်ရခဲ့သည်သည်ဂျူးရဲ့ကျေးဇင်းတရားကမ်ဘာနင်းမြူကိုတော့ဘူတအုပ်ရောက်မှ မေလေးစာပေကငှက်ဖက်ရခြင်းဖြစ်သည်ဆီယမဂျူးကတော့ဝတ္ထုတစ်ပုဒ်ကခွင့်ပြုသလောက်သာပဲပူဇော်အုပ်ကို ခြေရေးပြနိုင်ခဲ့သည်။ဒါတောင်သူ့ဇက်ကောင်အုတ်ကောကိုပူတော်မြောက်ဖက်မိုင်းတရားကျော်ကဝေးသည့်နှင်းဖုံးတောင်ကြီးများစီသို့အရောက်စီပါခဲ့သေးသည်ဖြစ်ရာခက်ခဲပင်မလာသည့်နောင်မွန်းပန်းနှန်းတွင်ခရီးချမ်းကြီးကိုဒဏ်ရာသည့်စာမျက်နှာတစ်ပုံနှင့် ခုံပေါက်ကြော်ဖြတ်နိုင်စွမ်းကဲ့သို့ဝိတုဆီယမအီပနက်လီမာဟုကိုအောင်းအောင်းချီးချီးရလေသည် ဘုရားဝအကြောင်းကိုကျွန်တော်ရင်းမိဆိုရင်လည်းလွန်ခဲ့သော250ကျော်ကရင်းနယ်ပါအစီရင်ခံစာကိုကြော်ဖြတ်နိုင်ဖို့ရာမလွယ်ကူနိုင်ပါချေရင်းမိဆိုရင်တော့ခေါ်တုဖေရန်နဲ့မင်းနောင်ပုံတို့နှစ်ယောက်အကြောင်းကိုပါအောင်ထည့်ရရမည်ခေါ်တုဖေရန်ကခါကာဘူရာသားငှက်အဖွဲ့နဲ့အတူပန်းနှင်းတင်ရောက်နေတော့သူ့ကိုစနေပောက်ကဝန်တန်းတဲ့အဖြစ်ကျွန်တော် ခံထားခဲ့ခြင်းဖြစ်သည်။သူရောက်လာ၍သူ၏တောစီဖနက်ကိုချွတ်လိုက်တော့ကသူ့ခြေထောက်မှာတွေးတွေရွှဲရွှဲဆုံနေတာကိုသတိရနိုင်မိသည်။မင်းနောင်ပုံကတော့ညက်နေညက်နေစစ်ပင်နှင့်ရစ်ထွေလာလျင်တမီးလေးကိုဘလို့ချစ်မှန်းမသိပါဘူးဆရာရဲ့ဟုရင်ဖွင့်လာတတ်သောဂီတတမဖြစ်သည်။ဆန်နီထော့မထိုင်မီကသူတို့ကိုအဖော်ပြရသည်ရုံးခွက်သည့်ရက်တရက်မှာတပတ်တကဒေါ်ဘူးရန်ဆိုင်၌ ဝန်တဲများနဲ့ဝိုင်းဖွဲ့ထိုင်ရင်သူတို့ခံစားချက်သူတို့ပြတ်တမ်းမှုတွေကိုနားထောင်ကသူတို့ကိုနားလည်ဖို့ကြိုးစားရသည်မရစ်ပုံဆိုသောဆရေးကြီးကတော်တော်စကားနေသည်သူ့ကိုအိမ်အောင်မပြုတ်ဘူးလားမင်းလင်တော့ပြုတ်ကျင်တာပေါ့ဆရာရင်မင်္ဂလာဆောင်ပေးမလားခုနှုတ်ချာတက်တက်ပြန်ပြောတတ်သည်လို့လေဗျာကျွန်တော်တောင်းဝင်ယူမယ်ပြုံးမိရာဦးခေါလန်ဒီနဲ့ဒေါ်မင်းနောင်းမေရန်တို့ကရေကြသည်ဆရာကြီးဒီမှာမင်္ဂလာဆောင်ရင်ဘလောက်ကုန်မယ်ထင်လို့လဲခုတွေ့ချက်ပြတော့ ျွန်တော်ပါဇက်ပြဲသွားသည်ကွန်ဘုံခုခနောက်ဒါဒေအိုမောင်အရက်နောနောက်စသည်ဖြင့်အာချင်မြဝန်းသားတို့အဝါဟဖို့လွယ်လာသည်မဟုတ်မိုးတန်ကြသည်နှင့်သူတို့တွေတယောက်တယောက်ခွင့်တင်ကြတော့သည်ရွာချင်းစင်တို့တောင်ရသွားမလို့အကြောင်းပြချက်ကိုစင်းနဲ့ခမားတို့ဘာတော်လောက်ကြတာတော့မိတော်မမိုးရင်းရိတ်ခါစုဖို့ဖြစ်ကြောင်းသိရသည်ကျွန်တော်ရောက်ခါစားဆောင်းတွင်ရက်တီတုံးကတထောင်ဘူးခက်နို့စီဘူးစံနို့စီဘူး ဆယ်လုံးတစ်ဖြည်းဖြည်းရှစ်လုံးခုနှစ်လုံးနဲ့ရော့လာလိုက်ဒီမှာမေဇုံရောက်တော့အခါလေးလုံးပဲရတော့သည်ရင်းရွယ်ပါ အဖွဲလာတော့ကပြောင်းလူဆက်စက်တီတို့စိုက်ပျိုးဆရာသည်ဟုဆိုသည်ဥလိုင်အထွတ်ပဲဥမြောက်ဥတို့ကိုတောထဲမှာတူဖို့ဆရာသည်ဟုဆိုသည်ဇဘာကမနောင်ကတော့မြကြီးနာကကားတက်မလာနိုင်ရင်နဲ့ကြက်သွန်းသည်စားကအစဈေးတွေထောင်တက်သွားတော့သည်နှင်းများသွန်းခွဲသောညတညကမေနောင်ပုံနဲ့ ဒေါ်ဖုဖေတံတို့ပြောင်းမှုပေါက်ပေါက်တထုတ်လာပြီးသည်ကျွန်တော်ကတဖြောက်ဖြောက်ကောက်ဝါနေလိုက်ပြီးတမင်းတို့တရေစာလှုပ်စားတာလားဟုမေးရမဖြေပဲပြုံးပြဲပြဲလုပ်နေသည်ဒေါ်မိုးရင်းဆိုကျမတို့ဒါပဲဆက်ရတာဆရာရဲ့ဟုရုံးရောက်မှဒေါ်မင်းနောင်မင်းရံကပြောသည်သူတို့တောထဲမှာဆက်ရသည်ဦးလိုင်းဆိုတော့တောင်းရစားကြည့်မှုသည်ဖန်တွတ်တွတ်နဲ့ဘလို့မှမြှချ၍မရ မြို့နယ်ရုံမှာဥသောတန်နဲ့စကားလက်ဆောင်ကြဘူးသည်သူကနောင်မောအရှိတ်မိုင်30အကွာကဝါဒမ်းမတဲ့ရွာမှာမွေးဖွားခဲ့သည်ဖြစ်သည်တနေ့မိခင်နဲ့အတူတောင်ရသွားပြီးပြန်လာတော့အခါသူတို့ရွာကလေးကိုမမြင်ရတော့မြင်ကွင်းထဲမှာပျောက်ဆုံးနေခဲ့သည်တရွာလုံးတောင်မျိုးသည့်အထင်ပါသွားခဲ့ခြင်းဖြစ်သည်ကျွန်တော်သည် Fast Asbury The Big Wood ကြီးတဲ့ကပင်လယ်လှိုင်းလုံးကြီးဆွေးချရာနောက်သို့မိသားစုတစ်စုလုံး ပြတ်ဆုံးကွယ်လွတ်သွားခဲ့ရှာသည့်လူမမယ်လေးဂျီယာဤအပူမီလောင်မြတ်ပေါ်ကိုသတိရလိုက်မည်သည်ဥသောတန်ကမှနှစ်များကြာခဲ့ပြီဖြစ်၍လာမသည့်ဘလုံးပွဲတစ်ပွဲရှုံးနိမ့်သွားခဲ့သည်လို့မျိုးပြန်ပြောနေခဲ့ခြင်းဖြစ်သည် အသေးမှန်တယ်သည်ဟုအံ့ဩရမည်လားမသိနိုင်တော့ပါသည်ကျွန်တော်ပြန်ပြောင်းလာရမည်နောက်ဆုံးနေညသည်တနင်္ဂနွေနေညတညပဲဖြစ်သည်ဆရာတိညမအိပ်ရဘူးနော်တပည့်ကျော်မင်းအောင်ပုံနဲ့ ဟောတူဖေရန်တို့ကတညလုံးစကားပြောကြမည်ဆိုကကျွန်တော်အခန်းဒီမှာလာအိတ်သည်တကယ်ကမိသူမြမအိတ်ကြရသူတို့ကကျွန်တော်ကိုအိတ်ဖို့ခွင့်မပြုကောက်တစ်စားပွဲထီတော်မနေဘူးဆရာရဲ့ဟုမိနှောင်းဖုံကတပွားပွားပြောနေသည်ဘုရားအိုသူ့ရောက်ကလေးကသူတို့ကိုကျွန်တော်ကပဲစကားတွေအများကြီးပြောခဲ့သည်မင်းတို့ကလည်းဘွက်တွေပါလို့ရအောင်လုပ်လေကွာဒါမှမင်းတို့ဒေသကိုမင်းတို့စသည်ဖြင့်ကျွန်တော်ပြောခဲ့သည် ထိုတညကတော့အန်အိုးယူရလောက်အောင်ပြောင်းပြန်လန်းသွားသည်သူတို့ပြောတာကိုပဲကျွန်တော်ကနားကြားမတားရလေသူတို့ကစကားနည်းသည်ကျွန်တော်ထင်ခဲ့သည် မဟုတ်ပါ သူတို့တော်တော်ပြောနိုင်ကြပါသည် သူတို့ကိုသိမခံစားတတ်ဖို့ကျွန်တော်ထင်ခဲ့သည်မဟုတ်ပါ သူတို့အာရုံခံစားမှုတွေအားကောင်းကြပါသည်သူတို့ကိုသိမသိလားဟုကျွန်တော်ထင်ခဲ့သည်မဟုတ်ပါသူတို့တော်တော်တည်ကြပါသည် တညလုံးတို့လိုသူတို့ပြောတာတွေကိုပဲကျွန်တော်နားထောင်နေခဲ့သည်သို့တော့သူတို့ပြောသလိုများအကုန်စင်ကြားခွင့်မရဟုကျွန်တော်ထင်မိသည်ထိုညစကားဝိုင်းကလေးကို Sunday night talk ဟုဆိုတော့ရမည်ထင်ပါသည်ကျွန်တော်ဒီအခန်းကြီးကလေး၏အပြင်ဘက်သို့ငေးကြည့်နေမိသည်နှင်းမြူဝီဝီမှုန်တဲ့တွင်လရောင်ကဖြူပိနေသည်သူတို့ဒီသူတို့ဘဝကိုရသမျှလရောင်ဖြင့်ပျော်ပိုက်နိုင်ခဲ့သည် ။အော်ကျွန်တော်တို့ဒီလေကျွန်တော်တို့ဘဝကိုရသမျှလရောင်ဖြင့်ပျော်ပိုက်ရှင်သန်အောင်နေကြရသည်ပဲဖြစ်သည်။တနည်းမနဲ့ကကျိုင်းတုံတို့ရောက်ရှိလာတော့တော်မိုးသနာထေကပုံစံသည်။ဆရာကလည်းအစည်းကြီးရေးနေပါနဲ့ဟူတာကိုအကြောင်းလေးရေးပါဦး။ကျွန်တော်ကတော့ဖြင့်ဟူတာအိုလရောင်ကိုအစည်းလေးတစ်ပုဒ်ဖြင့်ဖွင့်နေချေရေးကြည့်ခြင်းမိမိသည်။မဟေတီမဂ္ဂဇင်း2010ဒီဇင်ဘာ ဆိုဖက်နေရင်လည်းဘာလို့ဝန်းနေလို့ဝန်းနေတော့မသိဘူးဖြစ်သွားတယ်ပေါ့နော်။နည်းနည်းသတိမထားသတိထားမိလားတော့မသိဘူး။ဖက်နေရင်လည်းနည်းနည်းအတန်ကဆက်ပြီးတော့ဘလိုဘလိုဖြစ်သွားလဲမသိဘူး။ဒါသူတို့ရဲ့ခန္ဓာရဲ့ကိုဂုံယူပေးရမှလားဒါမှမဟုတ်သူတို့အဲ့ဒီလိုဖြစ်ခဲ့တာကိုကိုယ်ရင်းမမျှဝေနိုင်ခဲ့တာပဲဟိုခံစားရမှလားမသိဘူးပေါ့နော်။ဆိုတော့อืม လွယ်တော့မလွယ်ပါတော့။ဒီလောက်လှတဲ့ဒီနေရာကြီးဒီနိုင်ငံကြီးမှာဘာလို့အလောက်တောင်ခက်ခဲနေကြလဲဆိုတော့အဲအတွေးတွေနဲ့အတူဘာကြောင့်ဆိုရလဲသိနေခဲ့တော့အေးဘာနော်ဆိုတော့အဲပူလာတဲ့နေရာကလေးကိုကျွန်တော်တို့ကျွန်တော်တို့ကပို့ပြီးတော့လှဖို့ကြိုးစားကြရင်ကောင်းမယ်လို့ပဲအကြံပြုချင်ပါတယ်ဆိုတော့ ါကကချင်ပြည်နယ်ရဲ့ဒဇိတစပိုင်းနေရာလေးမှာဖြစ်ပါတယ်ဆိုဒီလိုနေရာမျိုးတွေအများကြီးလည်းရှိခြင်းရှိနေနိုင်ဦးမယ်ဒီထက်ပိုပြီးမှခက်ခဲခဲ့တဲ့ဘဝတွေလည်းရှိခြင်းရှိနေဦးမယ်ဘာကြောင့်လဲဆိုတော့ဂရုစိုက်ပေးခဲ့သူနားလည်ပေးခဲ့သူမရှိခဲ့တဲ့ခေတ်ကာလတွေကအများကြီးပဲလေနော်ဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ကောင်းစီလေးတစ်ခုမှပြန်လည်ဆုံတွေ့ချင်ပါတယ်